ဇလန်တဲ့ကျမတို့နေ့လယ်မရောက်ခင်လေးမှာပဲအဲ့နေရာကိုရောက်သွားတယ်။ကားကိုတဲရှိမှာထိုးလိုက်တော့ဂျေဆင်ကဖုန်းကနေမျက်နှာတော့မခွာဘူး။ဒီ Airbnb အိမ်ကထူတက်တဲ့ထင်းရှူးပင်တွေနဲ့မြူရီကြားထဲမှာတလုံးနဲ့အထီးကျန်စွာတည်ရှိနေတာ။စိတ်အေးချမ်းသာဖို့ငားဖို့အတွက်ဆိုရင်ဒီနေရာဟာပြည့်ပြည့်စုံတဲ့နေရာပဲ။ကျမအင်ဂျင်ကိုပိတ်လိုက်တော့တိတ်ဆိတ်မှုကကျမတို့ကိုဝါမျိုလိုက်တယ်လို့ခံစားလိုက်ရတယ်။ Wi-Fi မရှိတာသိတယ်ဟုတ်။အဲ့လိုမျိုးသူကပြောတယ်။ အဲ့ဒါကြောင့်ပေါ့လို့ကျမပြန်ပြောတော့သူကမျက်လုံးလှန်ပြီးကားပေါ်ဝါစင်လွန်ခဲ့တဲ့လတွေကလေးကဖျက်ပြီလို့ပြောထားတဲ့စလေးတလေးကိုမင်းညှင်လိုက်တယ်။မိခိုးတွေကောင်းရင်စီကိုလူလိမ့်တက်သွားတာကိုကျမကြည့်နေမိတယ်။သူ့ရင်ထဲမှာကျမကိုချစ်နေသေးတယ်ဆိုတာသိရဖို့တရလေးပဲလိုတယ်။တရထဲဆိုရပါပြီ။ကျမတို့အိမ်ထဲရောက်တော့ပစ္စည်းတွေနေရာကြားတယ်။ဂျေဆင်ကတော့ဖုန်းကြည့်ရင်းနဲ့မျက်နှာမှဲ့နေတယ်။သူကျမကိုမထီတာရဲတပ်တပတ်တွေတောင်ကြားပြီ။ဘာလို့လဲဆိုတာကျမမမေးတော့ဘူး။တနအီမှာ ကျမတို့ထမင်းစားပွဲမှာမျက်နှာချင်းဆိုင်ထိုင်ပြီးတော့တိတ်ဆိတ်နေကြတယ်။ကျမတို့ကြာလီလူထဲမှာမဖြေရှင်းရသေးတဲ့အရှင်ရတင်းမာမှုတွေကြောင့်လျှက်စစ်စည်းသလိုတစစ်စစ်ဖြစ်နေတယ်။မပြောဖြစ်တဲ့ခံစားချက်တွေနဲ့ထူထပ်ပြီးမမြင်ရတဲ့တော့ကြီးတခုကျမတို့ကြာမှာရှိနေသလိုပဲ။သူဝိုင်းသုံးခွက်မြောက်ကုန်တော့ကျမတို့ကြည့်တယ်။မင်းတိတ်ဆိတ်နေတယ်နော်။ तू ကပြောတယ်စင်းစားနေတာပါလို့ကျမပြန်ပြေတော့ तू ကလောင်ပြုံးပြုံးနေ။အာဝဒနာအစ်တလားလို့ तू က သူ့ကိုယ်သူအရန်တိနေတက်နေတဲ့ပုံစံနဲ့လှောင်ပြောင်နေ။ချီစင်ရဲ့ချိန်တွေတာတစ်ခါလောက်ကောင်းကောင်းမွန်မွန်လေးနေလို့မရဘူးလား။ဒါတောင်းဆိုတာများသွားလို့လား။ဒီလိုဆုပ်ပြတ်တက်နေတဲ့ Airbnb ပါ။ငါချစ်တာတွေပါလေလုံမနေနိုင်ဘူး။သူကထရရင်ရင်နဲ့စပွဲကိုတွန်းလိုက်တယ်။စပွဲပေါ်ကဖန်ခွက်ပြုတ်ကြပြီးကွဲသွားတယ်။ရှံဖြစ်တာအမြဲတမ်းလိုပဲဒီလိုပုံစံနဲ့စခဲ့တာပါအခွင့်ရရှိတော့ကထွက်လာခဲ့ရမှာလို့သူကဒေါသတကြီးပြောပြီး သူ့ဖန်ခွက်ကိုဘေးစင်ထဲကိုပြစ်ထည့်လိုက်တော့ထက်ပြီးတော့ကြီးမွားသွားတယ်။ကျမတို့ရဲ့အိမ်တော်ကြီးလို့ပေါ့။ဒါဆိုလဲဘာလို့မထွက်သွားသေးတာလဲလို့ကျမကအေးအေးဆေးဆေးမေးလိုက်တယ်။သူကဘာမှမသိတလို့နဲ့ကျွန်တော်တောင်းကြည့်တယ်။မင်းအရင်ကွာတော့ငါလူချင်းလို့လေ။ခြေစဉ်ဒေါသတကြီးနဲ့ထွက်သွားတယ်။လေရှူဖို့လိုလို့တဲ့။အနှွေးတယ်မပါ။တက်မီမပါပဲနဲ့ထွက်သွားတယ်။ကြောက်တဲ့တဲ့သူဆိုတော့တပစ်နေကြတဲ့ကိုရှောက်ထွက်သွားတယ်။ကျမသူ့နောက်ကိုမလိုက်ဘူး။ သူ့ဘေးစင်ထဲကိုပြစ်ခွဲထားတဲ့ဖန်ခွဲစာတွေကိုရှင်းလိုက်တယ်ပြီးတော့ထိုင်ချလိုက်တယ်ဂျေဆင်ရဲ့ကြံနေတဲ့ဝိုင်းကိုကုန်အောင်တောက်ပြီးတော့ကျမစောင့်နေခဲ့တယ်ကျမသိပြီးသားအရာကိုရှောက်ပွေ တွေ့ရှိဖို့အချိန်သိပ်မကြာလိုက်ပါဘူးဂျေဆင်ရဲ့ဖုန်းကထင်းမုံနောက်မှာကတ်ထားတာမျက်နှာပြင်ကလော့ကျနေတော့မယ်သူဘယ်တော့မှလော့နံပါတ်တွေမပြောင်းဂျေဆင်ကသူ့ကိုသူတခြားသူတွေထက်ပိုတော်တယ်လို့အမြဲထင်နေတာ အဲ့ဒါသူ့ရဲ့အားနည်းချက်ပဲသူ့ရဲ့အဖြစ်ပဲအဲ့ဒါအပြင်ကျမကိုအထင်သေးတာလည်းပါတာပေါ့ message တွေအားလုံးအဲ့ဒီမှာ ရှိနေတယ်ရှင်းရှင်းလင်းလင်းပဲညနေပိုင်းမှာပေးထားတဲ့ဂရီတွေနဲ့ emoji လေးတွေပဲထည့်ထားတဲ့ယူဆိုးတဲ့အမှန်တရားလေးတွေအဲ့လိုပဲမှတ်ထားတဲ့မိမတယောက်စီကပို့ထားတဲ့စာတွေဒီ message တွေကတခါတလေဖောက်ပြန်တာမျိုးမဟုတ်ဘူးနာနာရတာမျိုးလည်းမဟုတ်ဘူးဒါတွေကသူ့ဘဝရဲ့အဆက်မပြတ် ုံမှန်ရင်းနှီးတဲ့လက်တွေ့အခြေအနေတွေပဲပြီးတော့အပူလောင်ဆုံးစာတစောင်းကလည်းရှိနေတယ်အခုဘက်ကတော့ပြီးပြီ तू ကတနာစရာတော့ကောင်းနေတယ်ဒီတင်းငွတ်နေပြီးပြောလိုက်မယ် तू ကျမကိုထားပြီးတော့အဲ့ဒီမိန်းမနဲ့ထွက်သွားဖို့အတွက်ပြင်ဆင်နေပြီကျမပေးဆက်ခဲ့သမျှလှုပ်ဆောင်ခဲ့သမျှအားလုံးပြီးတဲ့နောက်မှာ तू ကကျမကိုအဝတ်ဟောင်းအရှုပ်အဟောင်းတရုတ်လိုပဲပြစ်ပယ်တော့မလို့မဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါမျိုးကျမကိုဘယ်တော့မှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး ူကျမကိုနူးညံ့နေတော့မယ်အချစ်ကြောင့်နွမ်းနေပြီးတော့ကြေကွဲနေတော့မယ်လို့ထင်နေတာသူမသိတာကျမကအချစ်ကိုဆွန့်လွတ်ပြီးတော့ဖြူဟာတွေနဲ့အစားထိုးလိုက်ပြီးဆိုတာပဲကျမမိဘဘက်ကိုသွားပြီးတော့ Airbnb ပိုင်ရွှေနေအလှဆင်မှုတုံးနဲ့လေးလံနဲ့ရှီဟောင်းတတုပန်းအိုးကိုကောက်ယူလိုက်တယ်။ပေါင်မောမှာတင်ထားရင်းနဲ့သူ့ရဲ့အလေးချိန်ကိုခန်းစားနေတယ်။သူ့ရဲ့ခေါင်းခွန်နဲ့ရိုက်မိတာကိုမြင်အောင်နေတယ်။တတ်ဖို့မဟုတ်ဘူး။တတိယအောင်ပဲ။ ပြီးတော့ကျမစောင့်နေခဲ့တယ်။ကြေးစင်ပြန်လာတော့တကောင်ကမှရှက်ပြီးတော့ချွေးတွေရွှဲနေတာ။စကားပြောပြီးတော့လွတ်အောင်ယုံနိုင်သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လောင်ပြုံးပြုံးပြနေတယ်။လီနာကျမထားရလိုက်ပြီးတော့တစ်ချက်ထိုးလိုက်ပြီးတော့လွှဲရလိုက်ပါတယ်။တတုပန်းကသူ့နှဖူးအထက်နားလေးကိုထိသွားတယ်။ရှင်းရှင်းလေးလေးကြမ်းတမ်းနဲ့ထိမှန်မှုပဲ။သူ့မျက်လုံးတွေနှလုံးခေါင်းထဲတစ်ချက်စားလောက်ပြူးသွားပြီးတော့မကြည်လင်တဲ့ဖန်သားပြင်လိုဖြစ်သွားတယ်။ ပြီးတော့သူ့ကိုကကျိုးပြက်သွားတဲ့ရုပ်တရုပ်လိုကျမ်းမြင်မပုံလဲကျသွားတယ်။ကျမသူ့ဝင်းနာဒူးထောင်းလိုက်ပြီးတော့နှလုံးခုန်လို့စမ်းစစ်ကြည့်လိုက်တယ်။အားနေပေမဲ့အသက်ရှိနေသေးတယ်။အဲ့ဒါဆိုလုံလောက်ပြီ။သူ့ကိုတသားကျမ်းမြင်တစ်ချောင်းဆွဲခေါ်လာတာကျမထင်တာတစ်ချက်ပို့အားဆိုင်ရတယ်။သူကတကယ်ကိုလေးလံနေတယ်။ကျမသူ့ကိုဆွဲလိုက်ရင်လည်းနောက်ဘေးတကားအနေထွက်လမ်းတစ်ချောင်းစင်းတပင်းနေကြားတဲ့ကိုဖြတ်သွားတယ်။ရှီတကွန်က ဲရင်နောက်ဖက်မှာမိုးချင်းတလို့အတန်ပေးနေတယ်။အဲ့ဒီပေ900ကျော်မြင်နေရှိတကွန်ကြောင့်ပဲကျမတီဘီအေဘီအန်ဘီကိုရွှေ့ခဲ့တာ။ရှုခင်ကြောင့်မဟုတ်ဘူး။တိတ်ဆိတ်မှုကြောင့်လည်းမဟုတ်ဘူး။ရှိတကွန်ကြောင့်အလောင်းတွေပျောက်ကွယ်သွားနိုင်တဲ့နေရာမျိုးကြောင့်ဂျေဆင်ကိုရေညှိတွေချောနေတဲ့ရေရည်မျက်နှာကိုလာဆင်တဲ့နေရာအဆက်နာအထိကိုဆွဲခေါ်သွားတယ်။သူညဉ့်ညံတမ်းပြူတယ်။မူးဝေနေတယ်။တတိပြန်လာပြီ။အချိန်ကြိုက်ပဲ။ကျမငုံလိုက်ပြီးတော့ သူ့ရဲ့ဆူဆွနေတဲ့စပင်းလေးကိုနှစ်ဖူးကနေတတ်တင်ပေးလိုက်တယ်။ပြီးတော့သူ့နားနားကပ်ပြီးတော့တူတူလေးကပ်ပြောလိုက်တယ်။ဒါရှင်ကျမကိုတစ္ဆာဖောက်လို့ခံရတာပဲ။သွားရချစ်သူလေး။ပြီးတော့ကျမတွန်းချလိုက်ပါတယ်။အော်တန်ဘာမှမထွက်ဘူး။အောက်ကကျဲလောင်တဲ့ရေဖြူဖြူတွေပဲ။သူ့ကိုပျောက်ကွယ်သွားတာနဲ့အတူဆူဆွပြီးတော့ကြမ်းတမ်းတဲ့တိတ်ဆိတ်မှုပဲကြံခဲ့တယ်။သူရေထဲကျသွားတော့ကျမမျက်နှာတစ်ချက်မခတ်ဘူး။ ရေစီးကြောင်းကသူ့ကိုမိုင်ပေါင်းများစွာတိုက်ဆောင်သွားလိမ့်မယ်။ကြောက်တုံးနေကသူ့မျက်နှာကိုပုံပြတ်သွားစေလိမ့်မယ်။အေခဲမှုကသူ့ကိုမပြက်စီအောင်ထိမ့်သိမ်းထားလိုက်မယ်။ဘသူမှရှာတွေ့မှာမဟုတ်ဘူး။ကျမတဲဟင်စီပြန်လျှောက်လာပြီးတော့စိုးနေတဲ့အဝတ်တွေကိုချွတ်လိုက်တယ်။ပြီးတော့ကျန်တဲ့အလုပ်တွေကိုစလုပ်တယ်။ကျမရဲ့လက်ဖွားတစ်ချောင်းတက်ရက်တဲ့ဓာရတစ်ချောင်းထိုးလိုက်တယ်။ကောင်နာကြောင်းနဲ့ပခုံးကိုရိုက်ပြီးတော့ပုံပက်အောင်လုပ်တယ်။မှန်အောင်ရိုက်ခွဲတယ်။ကျမ်းမြေမောသွေးတွေပတ်ချဲလိုက်တယ်။ပြီးတော့ဖုန်းကောက်ကင်လိုက်တယ်။ ဖုန်းတစ်ချက်ပဲခေါ်ဖို့လိုတယ်။ဝန်ဆောင်မှုမကောင်းတာ Wi-Fi မရှိတာကျမခရီးမဆိုင်ဘူး။ဒီနေရာကကျမလိုအပ်တဲ့အရာအတွက်အများရန်ပြည့်ပြည့်စုံနေခဲ့တာ။ကျမယောက်ျားကျမတန်းတုံရင်နေတာလုံလောက်ရုံပါပဲ။ तू ကျိုးတည်းရဒေါသထွက်သွားတယ်။ तू 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 တိမခံနိုင်တော့ဘူးလို့ပြောတယ်။ तू तू ကျမကိုထိုးတယ်။ तू တော်တဲ့ကိုပြေးသွားတယ်။ကျမထင်တယ်သူ့ကိုသူထိခိုက်အောင်လုပ်တော့မယ်ထင်တယ်။ သူတို့ကျမကိုယုံတယ်။ယုံတာပေါ့။သူတို့ရဲရရှိတွေနဲ့စေးဖွဲ့တွေလွှတ်လိုက်တယ်။ကျမပခုံးပေါ်ကိုစောင့်တထဲလွန်ပြီးထားတဲ့ချိန်မှာကျမလိုအပ်တယ်လို့ငိုကြွေးပြနေခဲ့တယ်လေ။ကျမကလိန်လယ်မှုတွေချိမ့်ချောက်မှုတွေလာပေါင်းများစွာ ဖုံးကွယ်ထားကြတဲ့ထင်ရတယ်ကိုသူတို့ပြောပြတယ်။သူတို့ရှာဖွေပေးမယ်လို့ကတိပေးတယ်။သူတို့အခုထိရှာနေတော့မှပဲ။ ဆက်လက်နေအနာကဈေးပေါ်တဲ့ Airbnb ကိုရှာတွေ့ခဲ့တာတိတ်ဆိတ်တဲ့တဲ့အိမ်တတော်ရှုခင်းတွေအဲ့ဒီကြီးလက်ဆန်ဆန်ဆွဲဆောင်မှုတွေအလုံးကပျော်စရာကောင်းတဲ့စနေတနင်္ဂနွေဖြစ်ရမယ်လို့ယူဆထားတဲ့ပည့်ရအတွက်အစဉ်သင်းဖြစ်နေခဲ့ဒါပေမဲ့ကျွန်တော်တို့ကားထိုးလိုက်တဲ့ချိန်ကလေးကဒီနေရာဟာတမျိုးကြီးပဲအရာရာတိုင်းကအရန်တိတ်ဆိတ်နေတယ်အသက်ရှူမားနေတယ်လို့ပဲစောင့်ဆိုင်နေတယ်လို့ပဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အခြေချတယ် တက်ကီလာတွေထုတ်တယ်အရက်တော့ပဲပြိုင်ပွဲစားတယ်ညတကောင်လုံးရောက်တော့ကျွန်တော်တို့အားလုံးကအရက်မူးပြီးတော့အထင်းကိုမဲ့စွာနဲ့ရေမောနေကြတယ်အရေပြားအောက်မှာတွေ့တက်လာတဲ့စိတ်မတပတ်တာဖြစ်မှုကို အတန်တိတ်အောင် လုပ်ဖို့အတွက်အရန်ကြဲလောင်စွာရေမောနေကြတာကျွန်တော်မနက်နှစ်နာရီလောက်မှာဆိုဖာပေါ်မှာမူးပြီးတော့လဲကျသွားတယ်တနာရီထပ်ပို့ပြီးအိပ်ပျော်မယ်မထင်ဘူးအဲ့ဒီချိန်မှာပဲအမလီရဲ့ရေခဲလိုအေးဆက်နေတဲ့လက်ကကျွန်တော်ပစက်ကိုပိတ်ပြီးကြောက်နဲ့တကြအော်တန်ကိုစို့နေအောင်လှုပ်လိုက်တယ် ူမမျက်လုံးတွေကဖြူကျက်နေပြီးတော့တငယ်အိမ်တွေကဖောင်းကားနေတယ်။အဲ့ခဲနဲ့လာလို့သူမအတူတူလေးပြောလိုက်တယ်။ကျွန်တော်လည်းခြေထောက်တည်းမခိုက်တခိုက်နဲ့သူ့နောက်ကိုလိုက်သွားတယ်။မတီစင်တဲ့ဟန်နာကစမ်းမြင်ပုံကတကူကူကိုဝိုင်းထားပြီးသား။တေသားပြားတွေကနေအရေပြားတွေကအယိုးလိုထွက်နေတဲ့တန်ကြီးတက်နေတဲ့တထွတ်ကွင်းတစ်ခုဖွင့်လိုက်လို့မတီစင်ကစိတ်လှုပ်ရှားစွာတူတူလေးနဲ့ပြောလိုက်တယ်။ကျွန်တော်ဒူးထောက်လိုက်ပြီးတော့အေးဆက်နေတဲ့တန်ခွေကိုစုပ်ကင်လိုက်ပြီးတော့ဆွဲဖွင့်လိုက်ပါတယ်။ တကားပတ်တာတွေကအသေးလူဆဲဆဲတိရစ္ဆာန်တစ်ကောင်လုံးကြီးတွားတန်ထွက်လာတယ်။အဲ့နန့်ကကျွန်တော်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်တာနဲ့ကျွန်တော်ပြုတ်တက်လာခဲ့တယ်။ဆွတ်ဆွနေတဲ့မြေနဲ့ရေပုတ်နေတဲ့အသားလိုတခုခုအနဲ့ရေကျွန်တော်ဖုန်ဓာမီနဲ့ထိုးကြည့်လိုက်တော့အမောင်တွေကိုပြောက်ွယ်သွားတဲ့ကျန်းတဲ့နဲ့ကြောက်လေကတစ်တည်းကိုတွေ့လိုက်တယ်။ဟေးငါတို့မလုံတဲ့ဟူပိုင်ရှင်တွေကမြေရောက်ခန်းကြောင်ဘာမှမပြောထားလို့ဟန္နာကနောက်ဆုတ်သွားရင်းနဲ့တူတူလေးပြောလိုက်တယ်။ ဒါပေမဲ့အမလီကတော့အောက်ကိုဆင်းနေပြီ။သူကကြောက်ပေမဲ့ဝမ်းမခံကြတာကြောင့်ကျဉ်ကျက်တဲ့ရေတံမျိုးနဲ့တဟီဟီရေမောနေတယ်။ကလေးတို့မလုံဆန်းပါနဲ့ဟန်နာရဲ့။မြောက်ခန့်ကိုစောက်ထားတာမဟုတ်ဘူးတူးထားတာပါ။ Game of Thrones ထဲကထောင်းနေလို့ကျန်းတန်းနဲ့ကြောက်တုံးနေရနေနဲ့ပါ။ညနေချက်ကနှိမ့်ကြနေတော့ကျွန်တော်တို့ပိုနဲ့နဲ့ဆင်းသွားလေလေ။ကုန်းကုန်းသွားရလေပဲ။ထောင်းတနေရာမှာကလေးရွယ်စပွဲတစ်လုံးနဲ့ထိုင်ကုန်းတစ်လုံးရှိတယ်။ ဇပွဲပက်လယ်မှာကလေးတယောက်မှမပိုင်ဆိုင်တဲ့ကစားစရာတွေကပြန့်ကျဲနေတယ်။ပါးစပ်တွေချုပ်ထားတဲ့အရုပ်တွေလေဆံမှုရဲသွားစစ်တွေထည့်ထားတဲ့ပုံရတဲ့လှုပ်မြင်းရုပ်တရုပ်ဇပွဲနောက်ကမြေနံရံပေါ်မှာရာနဲ့ချီတဲ့ချစ်ရာတွေရှိနေတယ်။တချို့ကဆယ်စုနှစ်ချီကြာနေပြီဖြစ်ပုံရတယ်။တချို့ကတော့တော်တော်လေးကိုလက်ဆက်နေတော့မယ်။မဒီစင်ကဇပွဲပေါ်ကတဝက်လောင်ကျွမ်းထားတဲ့စာအုပ်တုပ်ကိုကောက်ယူလိုက်တယ်။မိုရီယိုလို့စာအုပ်ဖုံးမှထွန်းထားတယ်။ ဒါလေးနားထောင်ကြည့်အောင်လို့သူကနောက်ဆုံးစာမျက်နှာကနေဖတ်ပြတယ်။မေမေကငါ့ကိုမီးရှို့ရင်ပျောက်ကွယ်သွားလိမ့်မယ်လို့ထင်တယ်။မေမေကအယူပဲ။မီးကငါ့ကိုပို့ပြီးဒေါသထွက်စေတယ်။ငါညတိုင်းလူတယောက်အစ်စ်ဝတ်စင်မယ်။ဟေးဒီနေရာမှာတယောက်ယောက်ကဝိညာဉ်အဆက်အသွယ်လှုပ်ထားပုံရတယ်။အမလီကတောက်တနေရာမိခိုးတွေမဲနေတဲ့ဖျောင်းတိုင်အဝိုင်းကိုလက်ညှိုးထိုးပြတယ်။မဒီဇင်ရဲ့မျက်လုံးတွေတောက်ပလာတယ်။ ငါတို့ဝိညာဉ်အဆက်တွေလုံးတင်နေ။နင်နောက်နေရလား။ကျွန်တော်အတန်အတုံရင်သွားတယ်။လာပေါင်းထိုင်လာ။မူရီယိုလေးနဲ့မတွေ့ချင်ဘူးလားလို့အမ်မလီကနှောက်လိုက်ပါတယ်။ဒါမဲ့အဲ့ညာကဘီယာတွေ၊ရှော့တွေအများကြီးတောက်ပြီးတော့ကျွန်တော်တို့အသက်ရှူချက်တဲ့မြေအောက်ခန်းထဲမှာဝိုင်းဖွဲ့ထိုင်နေကြပြီ။ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ဖျောင်းနိုင်တွေကဖြက်ခနဲဖြက်ခနဲအခြေတွေမြေနယံနေပေါ်မှာကြာရောက်နေစေတယ်။မူရီယိုရဲ့ဝိညာဉ်ကိုကျမတို့ခေါ်နေပါတယ်။ ရှေ့ထွက်လာပြီးကျမတို့နဲ့စကားပြောပါအဲ့လိုမျိုးမတ်တီစင်ကဆိုလိုက်တယ်ဟန်နာကျွန်တော်ဘေးမှာကရုံကရင်ဖြစ်နေတယ်ဒါယူမိုက်ပြီးတော့မလေးမစားလောက်ရကြတယ်ရှ်အဲ့လိုမျိုးအမလီယာစက္ကနင်ပြောလိုက်ပါတယ်မူရီယိုနင်ဒီမှာရှိနေငါတို့အမှတ်အသားတစ်ခုပေးပါဦးရုတ်တရက်ဖျောင်းနိုင်နေအားလုံးတပြိုင်နက်တည်းတစ်ဖြက်ဖြက်လင်းလာတယ် အရန်ရယ်စရာကောင်းတယ်လို့ကျွန်တော်ပြောလိုက်တယ်။ဘသူမှောက်တာလဲ။ဘသူမှမဖြေဘူး။လေတူးကလုံးဝတိတ်ဆိတ်သွားတယ်။ပြီးတော့ထောင်ချောက်တကားကဒုံငနဲကျဲလောင်စွာပိတ်သွားတော့ကျွန်တော်တို့အားလုံးလက်ပြီးတော့ခုံသွားတယ်။ဒါဖကျွန်တော်ရုံးငန်ရင်နဲ့လေကားတစ်စီကိုပြေးသွားတယ်။တကားလုံးဝမရွှေ့ဘူး။ဟေးတကားပိတ်နေပြီ။ကျောက်စရာကောင်းတဲ့လေပဲညစ်တဲ့တန်ကကျွန်တော်စကားကိုဖြတ်တောက်လိုက်ပါတယ်။လှည့်ကြည့်လိုက်တော့အမလီကစမ်းမြင်ပေါ်မှာတဆက်ဆက်တုံနေတယ်။ သူ့ရဲ့ကြောကမဖြစ်နိုင်နဲ့တောင်ကျုံနဲ့ကော့နေတယ်။သူ့မျက်လုံးတွေကအပေါလန်တက်နေပြီးတော့သူ့ရဲ့ခြေလက်တွေကပြင်းထန်စွာနဲ့ဆက်ဆက်တုံးနေတယ်။အမလီလိုမက်ဒီဆင်ကအော်ရင်းနဲ့သူ့ကိုလှမ်းဖမ်းပါတယ်။ဟန်နာကမထိနဲ့လို့အော်တယ်။နောက်ကျသွားပြီ။မက်ဒီဆင်ရဲ့လက်ချောင်းတွေကအမလီရဲ့အရှိပြားကိုထိလိုက်တာနဲ့အမလီရဲ့ခေါင်းက180ဒီဂရီလှည့်သွားပြီးတော့ဆွဆွတ်တဲ့ဆွဲပြတဲ့တန်တန်ထွက်လာတယ်။သူ့မျက်လုံးတွေကပြောင်းလဲသွားပါပြီ။အနှက်ရောင်တသက်မဟုတ်ပါဘူး။ အရေတွေစိတ်ထွက်နေတယ်။မဲမောင်တဲ့အရေတွေကဆွဲအားကိုစန့်ကျင်ပြီးတော့နှစ်ဖူးပိုကိုဆင်းဆင်းလာတယ်။တောက်သူ့ပစကအတန်လူရဲ့အတန်မဟုတ်ပါဘူး။ကလေးတယောက်ရဲ့အတန်လိုမျိုး အတန်ပေါင်းများစွာထက်နေတယ်။မိုရီယိုဒီမှာရှိတယ်။အမလီရဲ့ခန္ဓာကိုယ်ကမိစာကြိုးတန့်လိုမျိုးပောက်ခနဲမတ်တက်ရလိုက်ပါတယ်။သူ့ခေါင်းကနောက်ပြန်လှည့်နေတော့သူ့မျက်နှာနားထီကိုတကယ်ဆွဲပြဲလိုက်တယ်လို့မျိုးကြောက်မဖွယ်ကောင်းတဲ့ပြုံးစီစီမျက်နှာကြီးနဲ့ အရှိပြားတောင်းနေမှာစုပ်ပြဲနေတယ်။နေနိုးရဲ့လှုပ်ဝက်ချက်တွေအားလုံးငါသိတယ်လို့သူကပြောရင်းနဲ့စကလုံးတစ်လုံးစီတိုင်းမှာလေပင်ကထက်လှဲသွားတယ်။ဟန်နာကသူ့ကောင်လေးအိတ်နေတော့သူ့ပမုခနဲ့ပြောပါတယ်။မက်ဒီဆင်ကနာရီမှာလူတွေရဲ့လက်ဝိရဏတွေကိုခိုးတယ်။ဟန်နာမောဟိုက်သွားတယ်။မက်ဒီဆင်ကဖြူဖြော့သွားတယ်။သူကပိတ်ငူတစ်ကောင်လုံးလှောက်ရှားပြီးတော့ကျွန်တော်စီကိုတွားတွားလာပါတယ်။ ီးတော့ထိုင်လာချစ်စရာကောင်းနေထိုင်လာမင်းကမင်းရဲ့အခန်းပေါ်ရေချိုးတာကိုတကားပေါက်ကနေချောင်းကြည့်နေခဲ့တယ်ကျွန်တော်ပိုက်ထဲကအောင့်သွားပါတယ်တောင်းလိုက်တော့အမလေးလို့ကျွန်တော်တုံရင်စာပြောလိုက်ပါတယ်သူကကျွန်တော်မျက်နှာနဲ့လက်မအနှဲငယ်သာကြွားနေတယ်သူ့ရဲ့အသက်ရှူသန်ကချိန်ပြီးတော့အေးဆက်နေတယ်အမလီမဟုတ်ဘူးလို့သူကအော်ဟစ်လိုက်ပြီးတော့သူ့တန်အတန်ပေါင်းများစွာကွဲသွားတယ်ပြီးတော့သူ့ရဲ့မယုံနိုင်လောက်အောင်တန်မာတဲ့လက်တွေက ကျွန်တော်လေပြင်းကိုရှစ်ပလိုက်ပြီးတော့လူမဆန်တဲ့လက်သေးတွေကကျွန်တော်အရေပြားတဲ့ကိုတူးဆော့ဝင်ရောက်သွားတယ်။ကျွန်တော်မျက်လုံးလေးခေါင်းထဲမှာလန်တက်နေတဲ့အချိန်မှာအမလီကလူမဆန်တဲ့အမြန်တုံးနဲ့လှိန်ကောက်နေပါတယ်။မတီစင်ကိုကြီးဖို့ကြိုးစားတော့သူ့အခန်းတစ်ဖက်ခြမ်းကိုပြစ်ပေါက်လိုက်ပါတယ်။အမလီကမေမေကငါ့ကိုပိတ်လောင်မှုကြိုးစားခဲ့တယ်လို့ကျွန်တော်မျက်နှာနဲ့လက်မအနှဲငယ်အကွာနဲ့တူတူလေးပြောလိုက်ပါတယ်။နေလဲထာဝရပိတ်လောင်ခံရမှာပဲ။ ရုတ်တရက်ဟန်နာကကျိုးရုတ်တရုတ်ကိုအမလီရဲ့ခေါင်းပေါ်ကိုရိုက်ခွဲလိုက်ပါတယ်။သူလဲကျသွားပြီးတော့သူ့လက်ကနေလွတ်သွားတယ်။ကျွန်တော်တို့အမလီကိုလှေကားပေါ်ဆွဲတင်သွားတယ်။ဒီတခါတော့ထောင်ချောက်တကားကလွယ်လွယ်ကူကူပွင့်သွားပါတယ်။အရန်ကိုလွယ်လွယ်ကူကူပဲ။ကျွန်တော်တို့ထွက်သွားတာကို तू ကလိုချင်နေတယ်လို့မျိုးပဲ။ကျွန်တော်တို့အဲကန်းထဲကိုပြေးဝင်သွားတယ်။မနက်ခင်းနေအောင်ကဘရေးမောက်တရားနေစီးဝင်နေတယ်။အမလီကသူ့နှဖူးစီးကနေသူ့ထိထွက်နေတယ်။အခုထိသတိမေ့နေတော့မှာပဲ။ သူ့မျက်လုံးတွေပွင့်လာတယ်။သူမညှိတွားပြီးတော့မျက်တောင်ခတ်နေတော့ကျွန်တော်တို့နောက်ဆုတ်သွားတယ်။ဒါမဲ့ဒီတခါတော့သူ့ရဲ့ပုံမှန်အညိုရောင်မျက်လုံးတွေကရှုပ်ထွေးကြောက်ရွံ့စွာနဲ့ကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်။သူစတဲ့အော်ဟစ်တော်ရယ်ကြောက်လန့်တကြားတရိစ္ဆာန်အတန်နေလို့ကြမ်းတမ်းတဲ့အော်တန်နေနဲ့ပါပြီးတော့သူအန်ချလိုက်တယ်။ပုတ်ပွားတဲ့အနက်နဲ့ထူထဲတဲ့အနက်ရောင်အရှိတွေကျွန်တော်တို့မဆောင်တော့ဘဲနဲ့စီးရုံကိုမောင်းသွားကြတယ်။အမလီယာဆက်ပြီးအော်ဟစ်နေတော့မှပဲ။သူ့အတန်ကနားထောင်လို့မကောင်းအောင်ကျဲလောင်လာတယ်။ ဆရာဝန်တွေကသူ့ကိုရုတ်တရက်စရောကဖောက်ပြန်တာလို့ပြောကြတယ်။ကျွန်တော်တို့ရဲ့မြေအောင်ခန်းအကြောင်းသူ့အတန်မဟုတ်တဲ့အတန်အကြောင်းကိုသူတို့မရှုံဘူး။ပြီးတော့ကျွန်တော်တို့ကအဲ့ဒီထောင်လေးကိုပြန်သွားဖို့အတွက်အရန်ကြောက်နေကြပြီ။မနေ့ကကျွန်တော်သူ့ကိုစရောကကိုစေုံမှာတွားတွေ့ခဲ့တယ်။သူအခုဘာမှမပြောတော့ဘူး။ brain မောင်းနာမှပဲထိုင်နေပြီးတော့ပုံတွေထက်ခါထက်ခါဆွဲနေတယ်။ဖျောင်းနိုင်အဝိုင်းကလေးစပွဲပြီးတော့ဘသူမှမကြည့်နေတဲ့အခါ ။ "तू อ่ะကျွန်တော်ကိုကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။သူ့မျက်လုံးတွေကတခဏတာပဲလုံးဝနှစ်ယောက်ပြန်ဖြစ်သွားပြန်ပါတယ်။ဇလန်တော့ဒီဇလန်က Airbnb နဲ့စတာ။ကိုရီးယားအိမ်တော်ရေးကိုကယ်တင်ပေးမယ်။ကြီးလက်ဆန်ဆန်ချစ်စရာတဲအိမ်လေးပဲလို့မတ်ကပြောခဲ့တယ်။လူသူကင်းဝေးပြီးတော့ romantic ဆန်တယ်။လာပေါင်းများစွာတိတ်ဆိတ်တဲ့ညစာရိစာတိချောက်ကလေးနေမှာအိတ်ခဲ့ပြီးတဲ့နောက်မှာကျမတို့တကယ်လိုအပ်နေတာဒါပဲ။ ပြီးတော့ جماعه လည်းလုံးဝသဘောတူတယ်။ جماعه တို့ရောရောက်ချင်းမှာပဲအနန္တကူကအရင်ဆုံး جماعه ကိုရိုက်ခတ်တယ်။ပုတ်တိုးနေတဲ့ပန်းနေလိုပဲ။မုံနှန်းနဲ့ချင်းဆူဆူနဲ့ جماعه တို့ကိုအိမ်ထဲဝင်ဝင်ပြေးတဲ့အသက်ကြီးကြီးအိမ်ဆောက်အမျိုးသမီးကြီးက جماعه ပြုံးပြတာကိုပြန်မပြုံးဘူး။နင်တို့ကို့ဟာမဟုတ်တာကိုမနှောင့်ယှက်မိစေနဲ့လို့သူကမှာကြိုင်းနဲ့တော့ရေခဲလိုအေးဆက်တဲ့လက်ချောင်းတွေနဲ့ جماعه လက်ပေါ်အားဖိချလိုက်ပါတယ်။သူကအလေးနက်ထားပြောချင်လို့ထင်တယ်။လက်သေးတွေက جماعه အရှိပြားနဲ့စိုက်ဝင်သွားတယ်။ ဒီအိမ်ထဲမှာတခုခုရှိနေတယ်တယောက်တည်းနေခြင်းတဲ့ပုံမျိုးလို့သူ့မျက်လုံးတွေကအိတ်ခမ်းတွေကိုစူးစိုက်ကြည့်နေတယ်အဲ့ဒီမှာကျမမြင်လိုက်ရတာပကတိတိလေးနဲ့ရှေးကြတဲ့ပကတ်သူ့ရဲ့မှောင်မိုက်တဲ့တစ်သားကဆယ်စုနှစ်များစွာထိတွေ့မှုကြောင့်ချောမွေ့နေတယ်။သူကတောင်းတနေရမှာပြင့်ကိုတကောင်လုံးတိုက်ခိုက်ဖို့စောင့်နေတယ်လို့ထိုင်နေတယ်။ဒါနေရာလွဲနေတာကြောင့်ကျမကြိုးထဲမှာစိတ်ငင်းနေဖြစ်သွားတယ်။ထူးဆန်းတဲ့လှစဉ်ပစ္စည်းပဲလို့မတ်ကသူ့ရဲ့အိတ်တွေကိုခြာရင်းနဲ့တီးတူးပြောလိုက်တယ်။ ကျမလည်းခြောက်ကက်စွာနဲ့ကောင်းငိမ့်လိုက်ပါတယ်။အဲ့ဒီပကတ်ထဲမှာတခုခုချလောင်နေတယ်လို့ပဲ။အညာကကျမနိုးလာတော့ဘေးနားကမိုက်ရဲ့အသက်ရှူတန်းပြင်းပြီးတော့နှီးနေတယ်။တခြားတခုခုကလည်းအသက်ရှူနေတယ်။ဆူဆူရွှဲရွှဲနဲ့တောင်ထဲကနေထွက်ပေါ်လာတာ။ကျွီးဆိုတဲ့အသံကျမကိုယ်ရီတောင်နှင်းသွားတယ်။ကျွီးကျွီးနဲ့ကလကာရီကြားကနေဖြတ်ဝင်လာတဲ့လာယောင်ကပကတ်ကိုထွန်းလင်းနေတယ်။ ပကတ်ကဖြည်းဖြည်းချင်းလှုပ်နေတယ်လွတ်နေပေမဲ့လှုပ်နေတာကျမရဲ့စင်ကြုံတရားရှိရဲ့စိတ်ကရှင်းမြချက်တွေရှာနေမိတယ်မညီတဲ့ချမ်းမြင်လေစီးချောင်းဝိုင်းတောက်တာများသွားတာစသဖြင့်ပေါ့ကျွီးတဲ့အခုပိုပြီးမြင်မြန်လှုပ်နေပြီလှုပ်ရှားမှုကပိုပြီးတော့ရွယ်ချက်ရှိရှိပိုပြီးစီးချက်ညီနေကျမအော်ဖို့ပစက်ဖွင့်လိုက်ပေမဲ့မအော်နိုင်ဘူးကျမကြောက်လန့်တကြောင်ငေးကြည့်နေမိတယ်သူကလှုပ်ရမ်းနေတယ် ပြီးတော့ရုတ်တရက်ရက်သွားတယ်လှုပ်နေတဲ့အရာကကျမကြည့်နေတာကိုသတိထားမိပြီးတော့မကြိုက်လို့ရက်လိုက်တယ်လို့ပဲမနေ့ကစားတော့မက်ကကျမတညာလုံးအိမ်ရင်နဲ့ရောင်းပြီးစကားတွေပြောနေတယ်လို့ပြောတယ်။ဘာတွေပြောနေတာလဲလို့ကျမမေးတော့မသိဘူး။ဘာမှမရှိပါနဲ့။လုံးဝမရှိတာမဟုတ်ဘူးလို့ပြောနေတယ်လို့ပဲတဲ့။အဲ့မနေ့ခင်မက်တောင်းတနေတော့ကျမပကနာကိုရှောက်သွားနေမိတယ်။ပကကကျမကိုဆွဲဆောင်နေတာကိုကြောက်နေမိတယ်။ထိချင်အောင်ဆွဲဆောင်နေတာ။ ကျွန်မလက်ချောင်းနေနဲ့တစ်သားကိုပုတ်တက်နေတော့တခုခုကိုခန်းစားမိလိုက်တယ်။ဝတ်တစ်ချသားတဲ့ကိုတခုခုကလက်သေးနဲ့ကုတ်ချစ်ပြီးတော့ထွက်လာတယ်လို့မျိုးနက်နက်ရှိုင်းရှိုင်းထိုးသွင်းထားတဲ့ချစ်ဟာအစ်တွေကျွန်မလက်ချောင်းနဲ့တခုခုကိုဖိလိုက်တယ်။စိတ်ကက်ကက်နဲ့နှွေးနေတယ်။အညာမက်မီးဖို့ဖို့တယ်။ကျမတို့ဝိုင်းတော့ပြီးတော့မနစ်ကဆုံးရှုံးခဲ့ရတဲ့မွေးကင်းစကလေးအတွက်ထပ်ပြီးကြိုးစားဖို့အကြောင်းပြောနေကြတော့တအားကျတဲ့ကလေးကိုတန်တန်ကအခိုက်တန်လေးကိုဖြုတ်ခွဲပြစ်လိုက်ပါတယ်။မှားစရာမရှိဘူး။ မဖြစ်နိုင်တာပဲအိတ်ခန်းထဲကနေလာတာမဲ့ရဲ့မျက်နှာဖြူဖြော့သွားတယ်မင်းလည်းကြားလိုက်တယ်မလားကျမတို့အတန်ဘက်ကိုဖြည်းဖြည်းချင်းလှုပ်ရှားသွားတော့ကလင်းကိုတန်းပို့ပြီးတော့ပူဆွေးလာတယ်ကလေးတယောက်မျက်ရည်တွေကြားမှုန်းနေတယ်လို့မျိုးလက်ချောင်းတွေကချွတ်ချွတ်နဲ့အသက်ရှူတန်းနေတော့ထွက်လာတယ်အိတ်ခန်းတကသူ့ဟာသာသူဝုန်းကနေပွင့်သွားတယ်အထဲမှာပကတ်ကလွတ်နေတယ်ဒါပေမဲ့ကလင်းကိုတန်းဆက်ပြီးတော့အခန်းထဲကိုအစိတ်ငွေတို့ပြည့်ရှံနေတယ်ပြီးတော့အရာရာတိုင်းက စက္ကန့်အနည်းငယ်လောက်ကြောက်မဖွယ်ကောင်းတိတ်ဆိတ်သွားပါတယ်။ပြီးမှရန်တန်တွေပဲ့တင်ထက်လာတယ်။အစပိုင်းမှာတူတူလေးပြီးတော့တဖြည်းဖြည်းကျေလာပြီးတော့မေမေဖေဖေတားနဲ့ဆော့ပါအောင်ဆိုတော့ပုံပြက်နေတဲ့စကလုံးတွေအဖြစ်အော်ဟစ်လာတယ်။အိမ်ထဲကမိတယ်အားလုံးတပြိုင်နက်တည်းငြိမ်းသွားပြီးတော့လုံးဝမောင်မက်တဲ့ချိန်မှာတကူကကျမချောက်ကိုပို့တိုက်သွားတယ်လို့ခံစားရတယ်။တင်းငယ်ပြီးတော့အေးဆက်တဲ့လက်ချောင်းတွေကစုပ်ကင်လာတာ။ မရဲ့အော်တဲ့ဟာသတိဆန်ဆဆန်ပဲကျမတို့မှောင်ထဲမှာလက်စွပ်အကန်လိုက်ဆန်ရင်းနဲ့ပဲပရိဘောကရီနဲ့တိုက်မိထွက်ပြေးဖို့အသေးအံကြိုးစားနေကြတယ်ဒါပေမဲ့အရှိတကားမပွင့်ဘူးပရိမောက်တန်ကလည်းလုံးဝနေပါပိတ်နေတယ်နောက်ဝင်တကားလို့မက်ကကျမကိုမိဖို့ကြောင့်နဲ့ဆွဲခေါ်ရင်းနဲ့တရှူရှူပြောလိုက်ပါတယ်။ကျမတို့အနောက်ကတခုခုကကျမ်းမြေတလျှောက်ဒရွတ်တိုက်သွားနေတယ်။ဖြည်းဖြည်းချင်းရွေချက်ရှိရှိနဲ့ပါ။တစ်သားမှာပေါ့လက်သေးသေးလေးတွေချက်သွားတဲ့အသက်မျိုး။မမေ တူတူလေးပြောတဲ့တန်ကျမအသက်ရှူတောင်းရက်တန်သွားစေတယ်။တောက်တယောက်တည်းအထမထားခဲ့ပါနဲ့။တားကြောက်တယ်။တောက်ကိုခေါ်သွားပါ။မက်ကသူ့ခနာကိုနဲ့နောက်ဝေးတကောင်းအောင်စောင့်တုံးနေ။တစ်ခါနှစ်ခါတရိယာချိန်ကြိုးစားတော့တစ်သားချက်ကွဲသွားပါတယ်။ကျမသူနဲ့တူအောင်လိုက်တယ်။ကျမမျက်လုံးတွေကအမောင်နဲ့အရေးတီးကိုပြန်ပြန်ကြည့်နေမိတယ်။ကုတ်ချစ်တန်ပုံနီးလာပြီ။မြင်မြင်နီးနေပြီလို့ကျမအေးဆက်တဲ့ခံစားမှုကြောင့် တကုံလုံးတုံရင်နဲ့អွန်လိုက်ပါတယ်။តាအရန်ချမ်းနေပြီလို့ကျမနားထဲကိုထိုက်ရိုက်တူတူလေးပြောတန်ချလိုက်ရတယ်။မတ်ကတကားကိုထိုက်ရိုက်လိုက်ပါတယ်။ဒီတကားတော့တကားကကွဲပြီးတော့ပွင့်သွားပါတယ်။ကျမတို့ညမောင်လေးကိုပြေးထွက်သွားပါတယ်။ခက်ခိုက်တောင်းအေးရဲလေးကကျမစုပ်တီကိုပူလောင်စီတယ်။ပြီးတော့အမောင်ထဲမှာမျက်စိစုံမိတ်ပြေးကြတယ်။တစ်ကိုင်းနေမျက်နှာကိုရိုက်တာကိုလည်းခရုမဆိုင်နိုင်တော့ကျမတို့နောက်မှာတော့အိမ်ကဖျားနာတယ်လို့ အဝါရောင်အလင်းနဲ့တဖြည်းဖြည်းလင်းနေသလိုပဲမက်ကားတကားကိုဆွဲဖွင့်လိုက်ပြီးတော့တော့ရီကိုလက်ဆန်းရှာပွေနေတယ်။အင်ဂျင်ကတစ်ချက်နှစ်ချက်စောင့်ကန်ပြီးမှဆက်နိုးလာပါတယ်။ကျမအိမ်ကိုပြန်လှည့်ကြည့်လိုက်တယ်။အပေါ်ထက်ဗရင်းမောက်ကျမတို့အိမ်ကန်ဗရင်းမောက်မှာတင်းငယ်တဲ့ပုံရိပ်တစ်ခုရှိနေတယ်။ဒီလောက်ဝေးကွာတဲ့အကွာဝေးကနေတော့သူ့ရဲ့မူမမှန်တဲ့အပြုံးကျမမြင်နိုင်တယ်။သူ့မျက်နှာကိုတဝက်နီးပါးဖြဲထားသလိုပဲ။သူကသူ့လက်သေးသေးလေးတွေကိုမှန်နဲ့ဖိကပ်ပြီးတော့ တခုခုကိုပစက်လှုပ်ပြီးရွတ်လိုက်ပါတယ်။မိမိတို့တားရှာတွေ့မှာပါတဲ့။အင်ဂျင်ကကြေလွန်စွာနဲ့ချက်ကနေနိုးလာခဲ့တယ်။မက်ကကောက်တကုံနှင်းလိုက်တော့ကြောက်စရစ်ခဲတွေပြန်စင်ကျဲနေတော့ကာလန်တိုင်းကျမတို့အမြန်မောင်းထွက်လာကြတယ်။မိုင်မောင်းများစွာကျမတို့နှစ်ယောက်စလုံးဘာမှမပြောဖြစ်ဘူး။ဘာများပြောစရာရှိတော့လို့လဲ။တပတ်ကြာမှပဲကျမအိမ်အကြောင်းပကတ်အကြောင်းအတန်းဘာပြောသွားလဲဆိုတာမစင်းစားဘဲနဲ့မနေနိုင်ခဲ့ပါဘူး။အင်တာနက်ကိုဖွင့်လိုက်တော့အသေးစိတ်ချက်လက်တွေတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်30ကသတင်းစာစောင်းမလေးတစ်ခုမှာတဲရင်ပိုင်ရှင်ကသူ့ကလေးကိုအဲ့ဒီအိမ်ထဲမှာပကတ်ထဲမှာရက်ပေါင်းများစွာတယောက်တည်းထားခဲ့တယ်လို့ဖော်ပြထားတယ်။လူတွေသွားကြည့်တဲ့ချိန်မှာကလေးကသေဆုံးနေပါပြီ။အစားငတ်ပြီးတော့အေးခဲနေတာပါ။မိခင်ကိုဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။ဒါမဲ့သူ့ရဲ့တရားကြီးကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီထဲမှာသူ့ရဲ့မတရားကိုဝင်ကသူ့ဘဝကိုဘလို့ဖျက်ဆီးခဲ့လဲဆိုတာအသေးစိတ်ရေးထားပါတယ်။နောက်ဆုံးမှတန်းကျမသွေးကိုလုံးဝအေးခဲသွားစေမတတ်ပဲသူတယောက်တည်းမနေရတော့ပါဘူ ကျွန်မသူ့ကိုပြန်လာရှာမတွေ့မချင်းသူနဲ့ကစားဖို့တယောက်ယောက်ကိုအမြဲပို့ပေးပါမယ်။ကျွန်မတစ်နေလုံးငိုခဲ့တယ်။ပြီးတော့ Mike အလုကပြန်လာတော့သူ့ကိုပြလိုက်တယ်။ "तू အစိမ်မကောင်းလို့ပြောပေမဲ့အရာရာတိုင်းကိုမေ့ထားတာပိုကောင်းပါမယ်"တဲ့။ဒါမဲ့ဒီလိုအရာမျိုးတကယ်ရောမေ့ထားနိုင်ပါမလားရှင်။